မြန်မာအစိုးရရဲ့တောင်းဆိုချက်အရတရုတ်နိုင်ငံက အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကေဇင်ရေးအကွက်ကြီးရွှန်၁ဘီလီယံထပ်မံထောက်ပံ့မယ်လို့ရန်ကုန်မြို့မှာရှိတဲ့တရုတ်တန်ရုံကထုတ်ပြန်ပါတယ်။မြန်မာနိုင်ငံအစိုးရရဲ့တောင်းဆိုချက်အရတရုတ်အစိုးရဟာရွှန်ငွေ၁ဘီလီယံအရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကေဇင်ရေးအကွက်ကြီးကိုထပ်မံပံ့ပိုးပေးမှာဖြစ်ပြီးအရင်ငွေနဲ့လောင်စာဆီ plant house ခွဲစိတ်ခန်းစေဝါနဲ့ကာကွယ်ဆေးစားတဲ့အရေးတကြီးလိုအပ်တဲ့ပစ္စည်းတွေပါဝင်ပြီးကျန်းမာရေးနဲ့ယောဂကာကွယ်ဆိုင်ရာကျွမ်းကျင်အဖွဲ့တွေကိုကုသရေးနဲ့ပိုးသတ်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ဆင်လွတ်မှာဖြစ် ြစ်ပြီးဘေးအန္တရာယ်အကဲဖြတ်ရေးအဖွဲ့ဆင်းလွတ်ပြီးငလင်တန်ခန်းစားရတဲ့ဒေသတွေကိုကွင်းစင်းစစ်ဆေးကမြန်မာနိုင်ငံဘေးဒဏ်ပေးတဲ့နောက်ပြည်လဲထူထောင်ရေးနဲ့ဘေးအန္တရာယ်ကာကွယ်ရှော့ချရေးလုပ်ငန်းစဉ်တွေရေးဆွဲရမှာပံ့ပိုးကူညီသွားမှာဖြစ်တယ်လို့တန်ယုံကထုတ်ပြန်ပါတယ်။ဒါပြင်ရှင်ဟောင်းအမွေအနှစ်နဲ့အစာဦးဆိုင်ရာစစ်ဆေးရေးအဖွဲ့တွေဆင်းလွတ်ပြီးပြည်စည်းနေတဲ့ရှင်ဟောင်းရင်ကျေးမှုအမွေအနှစ်ပြည်စည်းတွေအစာဦးတွေကိုစစ်ဆေးအကဲဖြတ်တာခိုင်ခန့်မှုစမ်းသပ်တာနဲ့ပြုပြင်မွမ်းမံတဲ့လုပ်ငန်းတွေဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းတန်ယုံရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတ ေဧပြီလ10ရက်နေ့မှာတရုတ်နိုင်ငံတကာဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်မှုအေဂျင်စီ CIDCA ရဲ့ပြောရေးဆိုခွင့်ရှိသူကအခုအခါမြန်မာနိုင်ငံရဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေဟာကယောဂါကာကွယ်ထိန်းချုပ်ရေးနဲ့ပြည်လဲထူထောင်ရေးအဆင့်ကိုရောက်ရှိနေပြီဖြစ်ကြောင်းထုတ်ပြန်ကြေညာခဲ့ပါတယ်။ မလ28ရက်ကအင်အားပြင်းကလေးလှုပ်ခဲခဲ့မှုအပြီးမှာရွယ်သန်းတရာတန်မိုးရှိတဲ့အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာငလင်ကယ်ဆယ်ရေးအကူအညီတွေကိုတရုတ်အစိုးရကပထမဆုံးအကြိမ်ပေးအပ်ခဲ့ပါတယ်။လက်ရှိမြန်မာနိုင်ငံမှာကယ်ဆယ်ရေးလုပ်ငန်းတွေမှာပါဝင်ခဲ့တဲ့တရုတ်နိုင်ငံကယ်ဆယ်ရေးအဖွဲ့၊တရုတ်နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့၊တရုတ်နိုင်ငံဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသကယ်ဆယ်ရေးအဖွဲ့တို့ဟာ၎င်းတို့ရဲ့တာဝန်တွေကိုပြီးမြောက်အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့ပြီးဧပြီကိုရက်နေ့မှာပြန်လည်ထွက်ခွာခဲ့ကြောင်း မြန်မာနိုင်ငံမှာရောက်ရှိစဉ်ကာလအတွင်းတရုတ်နိုင်ငံရဲ့ကယ်ဆယ်ရေးအဖွဲ့တွေဟာကိုဝင်ဆောင်အမျိုးသမီးတအူးအပါဝင်အသက်ရှင်သူ9ဦးကိုအောင်မြင်စွာကယ်တင်နိုင်ခဲ့ပြီးတေဆုံးသူ59ဦးတို့ရဲ့သက်မဲ့ခန္ဓာတွေကိုရှောက်ဖွေတွေ့ရှိခဲ့တယ်လို့တန်ယုံကဆိုပါတယ်။ ဒါပြင်အင်ဂျင်နဲ့အရေးပါတဲ့အခြေခံအဆောက်အုံ2,800,000စတူရန်မီတာ area ကိုစစ်ဆေးခဲ့ပြီးဖေးတံတဲ့ပြည်သူပေါင်း2,000ကျော်ကိုကျမ်းမာရေးစစ်ဆေးကုသမှုတွေဆောင်ရွက်ပေးခဲ့ကြောင်းရွှေပြင်တဲ့အလုံး၄000စောင်းအထက်1,000အရေးပေါ်စေအိတ်9,500ကျော်ခြင်အောင်အလုံးရေ၄000တာပေါ်လင်စာအချက်1,800 88အလုံး၄တောင်၊နေရောင်ခြည်စွန့်ရည်သုံးမီးရိပ်အလုံး၁တောင်၊ချက်ပြုတ်ရည်ပစ္စည်းအစုံ၂ထောင်၊ကျန်းမာရေးဆေးအိတ်၃၈၈၀၀၊ခေါက်ဆွဲကြောင်အဖာ၂ထောင်စတဲ့ပစ္စည်းတွေကိုအမြန်ဆုံးဝယ်ယူပြီးအထူးလေယာဉ်နဲ့အရေးပေါ်ပို့ဆောင်ပေးခဲ့တယ်လို့သရုတ်တန်ယုံကထုတ်ပြန်ပါတယ်။